ာနာသိန်းစစ်ကောင်စီရဲ့လူဒုအပေါ်ရက်ဆက်ကြမ်းတမ်းတဲ့ဖိနှိပ်မှုတွေမှာတက်ကြီးရွယ်အိုတွေအများအပြားလဲနာကျင်ထိခိုက်မှုတွေကြုံတွေ့နေရတယ်လို့ Human Rights မြန်မာကအစီရင်ခံစာထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့အမျိုးမျိုးသောလူအခွင့်အရေးချိုးဖောက်မှုတွေအောက်မှာလူဒန်းစားအလွှာပေါင်းစုံဟာထိခိုက်နေတာနေကြရတာပါ။ဒီအခြေအနေမှာတက်ကြီးရွယ်အိုတွေတနည်းအားဖြင့်အသက်60အထက်အရွယ်တွေဟာအသွာအလာနှေးကွေးလေးလံတာ နာတာရှည်ဝေဒနာဆွဲကတ်တာနဲ့တခြားသော ထိခိုက်အားနည်းမှုတွေကြောင့် သူတို့ဟာပြိပခရေတန်းကို ပိုပြီးခါးစီခံရလိမ့်ရှိပါတယ်။ကုလသမဂ္ဂစီတင်သွင်းထားတဲ့ Human Rights မြန်မာရဲ့အစီရင်ခံစာမှာတော့ပြည်တွင်းစစ်တမ်းအသစ်မြန်မာနိုင်ငံမှာတက်ကြီးရွယ်အိုတွေရင်ဆိုင်ဖြတ်တန်းနေရတဲ့ကြမ်းတမ်းတဲ့အရှိတရားတွေကိုမိမောင်းထုတ်ပြထားပါတယ်။စစ်ပွဲတွေရဲ့ဘေးထွက်တက်ရောက်မှုတွေအတွင်းထိခိုက်သေးဆုံးနိုင်ခြေတွေအပြင်စစ်ကောင်စီတပ်သားတွေဟာအရက်သားတက်ကြီးရွယ်အိုတွေကိုပြစ်မှတ်ထားပြီးရရက်ဆက်ဆက်တပ်ဖြတ်တာတွေကိုပါကျူးလွန်ခဲ့ပါတယ် စစ်အာဏာသိမ်းမှုအပြီး၄နှစ်တာအတွင်းပရိပခရီနဲ့ဆက်ဆက်တဲ့တက်ကြီးရွယ်အိုတွေသိဆုံးမှု900နီးပါးလောက်ကိုဆက်ရင်ရရှိထားပါတယ်။အဲ့ဒီထဲမှာတမင်ရည်ရွယ်ပြီးတပ်ဖြတ်တာစစ်ဘက်ရက်ဘက်မခွဲဘဲတိုက်ခိုက်မှုတွေအတွင်သိဆုံးတာတွေလည်းပါဝင်ပါတယ်။စစ်ကောင်စီမိမွေးခဲ့တဲ့ပရိပခရီအတွင်အသက်ဆုံးရှုံးခဲ့ရတဲ့အသက်အကြီးဆုံးပုဂ္ဂိုလ်ကတော့105နှစ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့2022တုန်းကစကိုင်းတိုင်းမှာစစ်သားတွေဟာတက်ကြီးရွယ်အို၈ယောက်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပြီး၂ယောက်ကိုကောင်းဖြတ်၆ယောက်ကိုတေးတဲ့အထိရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်မျိုးကပရိပခနယ်မြေတွေမှာစစ်တပ်ရဲ့တက်ကြီးရွယ်အိုတွေအပေါ်ရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားနေတဲ့သဘောထားကိုပေါ်လွင်စေခဲ့ပါတယ်။မြန်မာနိုင်ငံမှာပရိပခတွေနဲ့ဆက်ဆက်တဲ့တက်ကြီးရွယ်အိုတွေတိုက်ဆုံမှုမှာအနည်းဆုံး38ရာခိုင်နှုန်းလောက်ကဥပဒေမဲ့ကုမြတ်မှုတွေကြောင့်လို့ဆိုပါတယ်။တက်ကြီးရွယ်အိုတွေတိုက်ဆုံမှုမှာ နှိပ်စက်ရာကလက်လွန်သွားတဲ့အခြေအနေတွေလည်းအကျုံးဝင်ပါတယ်။အနည်းဆုံး26ဦးလောက်ဟာစစ်သားတွေရဲ့ကြမ်းတမ်းရက်ဆက်တဲ့ဆက်ဆံမှုတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်အသက်60အထက်အရွယ်အယောက်900ဝန်းကျင်လောက်ဟာလည်းအတမဖမ်းဆီးခံရတာအကျဉ်းချခံရတာတွေကြုံခဲ့ရကြောင်း Human Rights မြန်မာအစီရင်ခံစာမှာပါရှိပါတယ်။အဲ့ဒီအစီရင်ခံစာက မြန်မာနိုင်ငံမှာတက်ကြီးရွယ်အိုတွေကိုစစ်ကောင်စီရဲ့နှိပ်စက်ညှဉ်းပန်းတပ်ဖြတ်မှုတွေကဆိုးရွားလှတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေဆိုတာကိုမိမောင်းထုတ်ပြထားပါတယ်။ပြီးတော့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာနိုင်ငံကလူအခွင့်အရေးချိုးဖောက်မှုတွေကိုထိထိရောက်ရောက်တားဆီးပြီးလုံခြုံမှုကင်းမဲ့နေတဲ့တက်ကြီးရွယ်အိုတွေကိုကူညီကာကွယ်ပေးကြဖို့လဲ Human Rights မြန်မာကတိုက်တွန်းထားပါတယ်ရှင်။